အားလုံးပဲမင်္ဂလာပါရေဝချန်လေးမှာပြန်လဲကျေစုလိုက်ပါတယ်ဒီကနေ့ November 14ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေကိုတင်ပြဆွေးနွေးတော့မယ်ဒင်းနှစ်ခုရှိတယ်ဗျာအဲ့ဒီဒင်းနှစ်ခုလုံးကလည်းပဲတကယ်ကိုဝမ်းမြောက်ဂုဏ်ယူစရာဒင်းကြီးပဲဖြစ်နေပါတယ်မနေ့အစောကြီး3လကြီးတော့ထပြေးတယ်ဗျာဟာမနေ့စောကြီးထပြေးတဲ့ဆိုရင်တော့ဒါ morning exercise လား ထွေနီလာဘာလေးကျင့်နေတာလဲမဟုတ်ပါဘူးမနစောကြီး၃နာရှိအစောပိုင်းထပြီးနေတဲ့កောင်းတွေကအဲမှာဖက်စစ် ခွေးတက်ကកောင်းတွေဖြစ်ပါတယ်ဘယ်ကိုပြေးတာလဲဆိုထိုင်းနိုင်ငံအတွင်းထဲကိုဗီဇာမလိုဘဲနဲ့ထုံးစံအတိုင်းအချက်မဲ့စွာထွက်ပြေးသွားတဲ့အဲမှာဖက်စစ်ခွေးတက်ဖွဲ့ဝင်တွေအကြောင်းနဲ့မောတောင်မျိုးစိုးအော့ဆိုတဲ့သတင်းတွေကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ် ဟာမင်းတို့ကလည်းကွာအာကြီးနဲ့ငါမှတော့နိုင်ငံတကာပတ်ပြီးတော့တောင်းရမ်းနေတာငါ့ကိုမျိုးလေးတစ်မျိုးလောက်ပေးပါဦးတကောကြီးရဲ့ဒါလောက်တောင်းမှန်တူရှိုးပြီးတော့မျိုးလေးတွေလိုက်တောင်းမင်းတို့ကမျိုးတွေကိုအလကားပေးနေတာလားဘက်ဘက်ကြီးတော်တော်စိတ်မကောင်းပါဘူးဒီเจ้าတွေကိုကျွန်တော်တင်ပြပေးမှာနောက်ထပ်သတင်းတစ်ခုနေပြီးတော့ဝင်းကျင်ထီကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီဖြစ်တဲ့အကြောင်း ဟာခေါင်းမွေးပြီးလောင်ပြီနှစ်ဖူးတက်တဲ့တော့မိုးချိုပစ်ခံရပြီအဲဘာကြီးဟုတ်ပါတယ်နေပြီးတော့ဥဒ္ဒတိရိမြို့နယ်အတွင်းမှာရှိတဲ့ကျမ်းဖတ်စစ်ခွေးတက်စကန်ကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် PLA ကဝင်ရောက်တိုက်ခိုက်စီးနင်းလိုက်တဲ့အကြောင်းကို ထုတ်ဖို့ပြောဆိုလာခဲ့ပါပြီဟာဒီနေ့ကတော့မိုးချိုပစ်ခံရတဲ့နေ့တွေပဲကျွန်တော်ရင်မိသားစုဝင်နေဟုတ်ပြီ ဒီကြောင်းတွေကိုကျွန်တော်အသေးစိတ်ဖော်ပြပေးမှအဲဘာလို့ဘလိုမျိုးပြေးတာလဲဘလိုအစောကြီးထတာလဲပြီးတော့ဘလိုသေးတာလဲဘလိုမျိုးခေါင်းပေါ်မှာလက်ကလေးတွေကျိုးလေးတုပ်ပြီးတော့ဘလိုမျိုးလေးနေထိုင်ရတာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုဇုံတိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တအုပ်ချင်းတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်မနက်စောကြီးထပြေးတာပါအဲဘသားတွေကဗီဇာမလို့ passport မလို့ပဲနဲ့ နိုင်ငံဖြတ်ကျော်ကူးတန်းခွင့်ရနေတာကခွေးတွေပဲရှိတယ်ကျွန်တော်ပြောတဲ့စကားမှားသွားလားကျွန်တော်မိသားစုဒါနေဆက်စီးဗျာနေဆက်စီးမှာပေါ့နော်ဒါတစ်ဖက်နိုင်ငံနှစ်နိုင်ငံရှိတာပေါ့နော်ဟိုဘက်မှာနိုင်ငံဒီဘက်မှာတနိုင်ငံဆိုတော့ကိုမြင့်ရင်ထိစပ်နေတဲ့နေဆက်စီးမြင့်တွေမှာဒီဘက်ကအာခွေးလေးတစ်ကောင်ပေါ့နော်ဒီဘက်နေဆက်စီးမြင့်လေးကိုကြော်ဖြတ်သွားနိုင်ငံဖြတ်ကျော်တာအဲ့ခွေးလေးရ ါပေမဲ့အဲ့ခွေးလေးကအေးစစ်ပဲလွတ်လွတ်လပ်ပဲအဲ့တော့ကိုယ့်ကိုစဉ်းစားပေါ့ဗျာဥပဇက်ကောကသူတွေကျွန်တော်ပြောရင်အရန်ရန်ရကြသွားမယ်စိတ်တော့မကောင်းဘူးအေဘကြီးငါမှတော့တရုတ်ကြီးကိုပြေးပြီးတော့ဖတ်ပြီးတော့ကက်ရက်ပြီးတော့တောင်းခဲ့ရတာမြို့လေးတမြို့နှစ်မြို့ရဖို့အတွက်မင်းတို့ကငါနောက်ွယ်မှာကြတော့မြို့ကြီးကိုအလကားပေးနေလိုက်တာတော်တော်လေးကို အတောင်ရန်ကျမ်းနဲ့အေဘနဲ့အပေးအကန်းရရောတဲ့အေဘအသားတွေအကြောင်းကတော့ဒီနေ့မှပေါ်လင်သွားပါပြီကျွန်တော်မိသားစုဝင်နေဟုတ်ပြီမတော်မျိုးဆိုအောင်ထုံးစံနိုင်မယ်ကျွန်တော်ကျွန်တော်မိသားစုဝင်တွေနည်းနည်းဖြစ်တွေ့နဲ့အတူတူ ready ဖြစ်ပြီလား i ready 3 2 1 go မတော်မျိုးဆို အာအလုံးစုံကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီရရှိလိုက်တဲ့လက်နက်တွေထဲမှာလက်နက်ကြီး0.5တွေပါဝင်လက်နက်ငယ်အများပြားပါရရှိလိုက်တဲ့အတွက်အဲ့ဒီတိုက်ပွဲဟာတကယ်ကိုထက်တန်စွာရရှိလိုက်ခြင်းဖြစ်ပါတယ်ဟာဒါဆိုရင်ဒီကောင်တွေမနေ့စောကြီးဘာကြောင့်ထွက်ပြေးရတာလဲကိုရှန်းလေးအာမေးစရာရှိတာပဲဒါမေးရမယ်ကျွန်တော်ရမိတာဆိုတော့အဲ့ဒီမှာ ကျွန်တော်တို့ထူးခြားတဲ့အချက်နှစ်ချက်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုအရင်ဆုံးဖော်ပြပေးမယ်။နံပါတ်1ချက်ကဘာလဲဆိုတော့ကျွန်တော်တို့တော်လန်ရေးတစ်ဖက်ဝင်နေတက်ခိုက်သိမ့်ပိုက်လိုက်တဲ့အချိန်မှာကျွန်တော်တို့လက်ဝဲလက်နဲ့ကြည့်လက်နဲ့ငယ်အမြောက်အများကျွန်တော်တို့ရရှိထားတယ်။ဒါကကျွန်တော်တို့တက်ခိုက်သိမ့်ပိုက်လိုက်တာပါ။ဒါပေမဲ့အဂျမဘတ်စစ်ခွေးတက်ကောင်တွေကတော့အယောက်90 ဝင်းကျင်လောက်ဟာလက်နက်နဲ့တကွထိုင်းနိုင်ငံအတွင်းတွေကိုဝင်ရောက်ခုတ်လုံသွားတာပါဗီဇာမလို passport မလို့ပဲနဲ့ရိုးရာမပြတ်ထွက်ပြေးနေကြပုံစံလေးပါပဲကျွန်တော်မိသားစုဝင်နေမြန်အောင်ကြည့်ပြီနော်ရိုးရာမပြတ်ဘလို့ပုံစံလေးပြီးတာလဲဆိုရင်ကျွန်တော်တို့အရှိမရုပ်သံမှတ်တမ်းဗီဒီယိုတွေပြတ်သားခဲ့ပြီးဖြစ်ပါတယ်ဒါကတော့သူရဲ့ထုံးစံတိုင်းထုံးစံလိုပဲဖြစ်နေပါပြီ။နောက်တဲ့ထုံးစံတစ်ခုလည်းရှိပါ။အဲ့ဒါကတော့ ထိုင်းဘက်ကိုဝင်ပြီးထိုင်းစစ်တပ်ကလက်နက်တွေကိုသိမ်းဆီးလိုက်တယ်ထုံးစံအတိုင်းပဲပြန်ပို့ခံရမှာပဲထုံးစံအတိုင်းပဲပေတဲ့အချိန်ထိတိုက်ရမှာဖြစ်ပါတယ်ဟုတ်ပြီပရမဟုတ်သားဇေယူဥပမြို့သိမ်းတိုက်ပွဲအကြောင်းကြောင့်မိသားစုနဲ့လာပါပြီဗျာမောတော်မြို့သိမ်းကကံရိုတန်တိုင်းစစ် ဌာနချုပ်နေမည်အတွင်းမှာပရမအူဆုံးဇေဥပေါ့မျိုးသိမ့်တိုက်ပွဲဖြစ်ပါတယ်မျိုးဘလို့သိမ့်သွားလာလဲတော်လိုင်းတစ်ဖက်ဝင်တွေလာရင်ဘလို့ပြင်းမလဲစဉ်းစားနေတဲ့ပုံစံတွေလဲကျွန်တော်တို့ဒီနေ့ဖော်ပြမှာဖြစ်ပါတယ်ကျွန်တော်တော်တစ်ဖက်ဝင်တွေကသိမ့်မှာငါတို့ကတော့ချမ်းငါတို့ကကြုံးမှာကွာအာနာရှင်မှန်မြအမြဖြတ်ချိန်မောင်းရမယ်ဟေ့ တက်ညီလက်ညီကျွန်တော်တို့မိဘပြည်သူတွေကြောချင်းကပ်ပြီးတော့တိုင်းသားတစ်ဖက်ဝင်နေတဲ့ယဉ်ချင်းဆက်ပြီးတော့ကျွန်တော်တို့ကချမယ်ကျုံးမယ်တိမ့်မယ်ကျွန်တော်တို့လာတိုက်တယ်ဆိုရင်ငါတို့ကလည်းဘလို့ပြင်းမယ်ဟေးဆိုတာမျိုးကိုပြင်ဆင်ထားကြတာပါကွာချချက်တွေအများကြီးတော့ကျွန်တော်ရင်ဒါဆိုရင်ကျွန်တော်တော်လန်ရေးစကားတွေနေစဉ် ြောနေရတာကျွန်တော်မိသားစုဝင်တွေနဲ့ကျွန်တော်နဲ့အတူတူအများနဲ့ရှင့်နေပြတာကျွန်တော်တက်ကတော့တကယ်ကိုဝမ်းမြောက်ဂုဏ်ယူပွဲပါကျွန်တော်တက်ကတော့တော်လန်ကြီးကနေစင်ပါပဲဟုတ်ပြီလက်ချက်ပုံလေးလမ်းကြောင်းကိုထိန်းချုပ်ဖို့စ조사ရင်းနဲ့မြို့ပါပေးလိုက်ရတယ်ဆိုတော့မင်းအောင်လှိုင်ရက်ကလေးပြီညင်မပြီတဲ့ကောင်တော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 ်လေးကိုဝမ်းနဲ့ပတ်လက်ညည်ရက်ဘူးသီးလုံးတော့ကြာစရာ အရှင်းမှလည်းပဲမြို့တွေကိုပြန်ပြီးတော့ရဖို့အတွက်အတောင်ရန်ပတ်ဆက်စွာနဲ့တောင်ရန်နေပေမဲ့အနောက်မှာကြတော့ပလိုင်းပေါက်နဲ့ဖားကောက်နေဟာနေဆက်သောတောက်လျှောက်မှာငါတို့လက်လွတ်ဆုံးရှုံးခဲ့ရတာတရားလေးအများကြီးဒီကြားလေးငါအတင်းထထိုင်ထားတဲ့ခုံကလည်းခလုတ်လုတ်ကဘာကြီးကလည်းငါ့ကိုဘယ်သူမှတောက်ဖက်မလုပ်တော့ဘူးအဲ့တော့ငါရွေးကောက်ပွဲလုပ်မှရမယ် ရှည်ရိုးလည်းမပယ်နဲ့ရေကောက်ပွဲကမန်းကန်းထလို့မြို့တွေကိုကမန်းကန်းထကြညာပြီးတော့ကမန်းကန်းတောင်ရန်တယောက်ကပေးလိုက်ဒီဘက်ကပါလိုက်ဟုတ်ပြီကျွန်တော်ရဲ့မိသားစုနဲ့နေစကုံတော်ရင်းလမ်းကြောင်းလဲအစင်မပြေတော့ငကူရဲကခိုးစာဖွက်စာမှတတ်တဲ့ကောင်းနေနေစကိတ်တွေကသူတို့လက်ထဲမှာမဟုတ်ပြန်တော့လဲအချို့ကောင်တွေကလည်းငက် ငတ်ရုံနဲ့မဟုတ်ဘူးပြတ်ပြီးတော့အခုဆိုသေတောင်သေတဲ့အခြေအနေနဲ့မှတိုးနေပြီဆိုတော့မရဘူးနေဆက်ကုန်တဲ့အကလေးလေးလေငါတို့ပြန်ရမှဖြစ်မယ်ဒီမျိုးစုံနဲ့ကြိုးစားကြိုးစားကြိုးစားကြိုးလာကုန်သွားမယ်ကျွန်တော်တို့ကမျိုးတွေတစ်မျိုးတစ်မျိုးဆက်ပြီးတော့သိနေတယ်ဆိုတော့ဒီနေ့မတော်မျိုးဆိုးအောင်ဆိုတဲ့ the danger ဟာကျွန်တော် တော်လှန်ရေးတနည်းအားဖြင့်ကရင်ပြည်နယ်မှာငြိမ်နေတဲ့တော်လှန်ရေးအခြေအနေအတွက်တကယ်ကိုအားရပွဲဂုံယူပွဲအားတက်ပွဲဖြစ်ပါတယ်ဒီအကြောင်းကိုပဲကျောင်းဝင်သားစုဝင်တွေကိုလင်းလင်းနဲ့နဲ့ဖော်ပြတာပါကျွန်တော်ဒီတိုင်ပွဲမှာကရင်တွင်နဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေလက်တွဲညီစွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ် ။ကရင်အလံကိုအော်ဝဲခံတဲ့အချိန်မှာကင်ထားတာကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ဗျ။ကရင်အလံကိုကင်ပြီးတော့တပုတ်ရိုက်ခံတာနော်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပီရီယအလံကိုတော့မကင်ထားဘူး။ချောင်းမိသားစုနေ။ကျွန်တော်အပါလာ။ဟုတ်ပါလား။ဟုတ်ပြီဒါတော့မတူထူးကြတဲ့ viewer နှစ်ခုကိုကျွန်တော်တို့ဒီနေ့အချိန်ထဲမှာမြင်တွေ့ရတာဖြစ်ပါတယ်။ Apple ရဲ့မူပိုင်းထုံးနှံအစင်လာ viewer ကြီးနဲ့ရောပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့စည်ရေးမဟာ viewer မတူပါဘူး။ Apple ရဲ့ viewer ကတော့ share ချမ်းတယ်ကျွန်တော်အမိသားဆို။ share ချမ်းတယ်။ရောချပြီဆိုတာ ਨੇ မင်းတို့ကလည်းချငါတို့ကလည်းပြေးမှာပဲထိုင်းတဲ့ကိုဝင်ပြေးတာပဲရှင်းရှင်းလေးပဲကျွန်တော်ပြောနေအဝေးကောက်ကောင်နေမခံနိုင်ဘူးကြောက်ရမိသားစုဝင်နေတက်ခနဲ့ဆိုပြေးတဲ့ကောင်နေလက်နဲ့မဲ့ပြည်သူကိုပဲအဲဒီကောင်တွေကအနိုင်ကျင့်ရတာအခုကပြောင်းပြန်ဖြစ်သွားပြီနော်ကျွန်တော်အင်အားနဲ့တဲ့ကျွန်တော်တို့ရဲ့ Kingston Kingscan လေးတွေကိုဒီကောင်တွေကစက်တောင်းကြီးတွေထိုးအာလင်းရင်လေးတွေကဘုံကျဲတစ်ခါအတင်းလက်နဲ့ကြီးပါပြစ်ကူတောင်းလိုက်သေးတယ်ဒါတော့မှ Kingtiti လေးကို ဘုံဘုံဒီအမြောက်များနဲ့လာကျဲတာတွေအားလည်းရှိသေးတယ်။အဝင်ရကဘုံတွေပါကျဲပြီးတော့မြေပြင်ကဆက်ထိုးပြီးတော့အာအကြမ်းမတ်အကြမ်းမတ်စကန်းကြီးကိုငါတို့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတပ်ပုံမှတ်တမ်းတွေပါပေါ်ပြကျွန်တော်တို့ကကြည့်မိရှိတယ်။ဝါတဲတတပဲဘာမှမရှိဘူး။ညီတို့ကျွန်တော်တို့မေးတဲ့မေးခွန်းလေကျွန်တော်မိသားစုကိုမှတ်မိသေးလား။အာမင်းတို့ကခိတ်စကန်းလောက်ပဲမင်းတို့ကဝင်တိုက်ဖြူလားမင်းတို့ကရဲစကန်းလောက်ပဲပြည့်ရဲတာကွာ။ငါတို့ရဲ့တက်စကန်းတွေကိုမင်းတို့ထိရဲလို့လား။ ရွှေဘလို့လို့ထိရင်ဘာဖြစ်သွားမယ်ညာဖြစ်သွားမယ်အခုကလုံးဝပြောင်းပြန်ဖြစ်သွားပြီဟုတ်ပြီတကယ်တော့ဒီမောတော်မျိုးသွင်းတိုက်ပွဲမှာတကယ်ကိုသူတို့တွေရို့ချွန်ချွန်အင်းနဲ့အားနဲ့ခုခံခဲ့ကြတာပါဘလို့ခုခံလဲဆိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေမှာအညံ့ခံဒူးထောက်အရှုံးပေးအတနာခံတဲ့ကောင်တွေကတပ်ဖွဲ့ ထိုင်းဘက်ကိုလက်လက်တွေတဲ့ပါပတ်စပို့မလို့ဗီဇာမလို့ပဲနဲ့ပြေးသွားတဲ့ကောင်တွေကလည်းတစ်ဖွဲ့တည်စားတဲ့ကောင်တွေကလည်းတစ်ဖွဲ့ဖွာလန်ကျဲစုပ်ပြတ်တက်ကောင်တွေကတော့ထားလိုက်တော့ဘပ်လက်ကလည်းနေရာတိုင်းမှာတိုက်တာနော်ဘပ်လက်တိလာကျွန်တော်ရမိသားစုအနေအွန်ဆောင်ကရဲ့ဘပ်လက်လေအားရှိတယ်ဟုတ်ပြီကျွန်တော်ရမိသားစုအနေ မတော်တဲ့တိုင်ပွဲတက်ခက်သိမ်းပိုက်ပြီးကြောင်းတရားဝင်ကြီးညာလိုက်တယ်ဆိုတော့တခါတည်းမှာကျွန်တော်တို့မြို့သိမ်းတိုက်ပွဲလို့ခေါင်းစဉ်မတက်ပဲနဲ့နော်ကျွန်တော်တို့လမ်းကျုံစကြောင်းထိုးရင်းနဲ့အမှတ်တမဲ့မြို့ကိုတက်ခိုက်သိမ်းပိုက်ရရှိလိုက်ပါကြောင်းဆိုရင်ရောကျွန်တော်ရဲ့မိသားစုဝင်တွေမိုက်တယ်နော်အဲခေါင်းစဉ်ပူမိုက်တယ်နော်ကျွန်တော်ပြောတဲ့အခုစကားလေးကိုကျွန်တော်မိသားစုဝင်တွေအစိမ့်စိတ်စဉ်းစားကြည့်ဟုတ်ပြီ စစ်တုံမှန်အကောင်40ကျော်ဖမ်းဆီးရမိတယ်။120မမလက်နက်ကြီးအမြောက်နှစ်လက်အပါအဝင်လက်နက်ခဲအများပြားရရှိခဲ့ပါတယ်။ကျွန်တော်မိသားစုဒါကြောင့်အရန်ကိုတန်တဲ့တိုက်ပွဲပါ။ဟုတ်ပြီ။ဘာလို့မသိတိုက်ပွဲမှာတုံးရက်တာကြာမြင့်ပြီးတော့ KNL KNL ဥဆောင်မှုနဲ့တူမော်တော်မျိုးသိမ့်တိုက်ပွဲကို KNL တက်မှာ၄တရင်1 3 3တရင် တတဲ့ဂန်ဒီကိုယင်ခွန်အရင်ခွန်ပါဗျာကျွန်တော်မိသားစုနေကျွန်တော်ကဂန်ဒီကိုယင်ငါပါဟုတ်ပြီအရင်တနှစ် BPLA FFD တို့ကနေပြီးတော့ပါဝင်တက်ခတ်သိမ့်ပိုက်ခဲ့ကြောင်းအကြပ်စိခွေးတက်ကကောင်းတွေယူပါချူချာနေတဲ့ကောင်းတွေ ကောင်40ကျော်ကိုအရှင်ဖန်စီထိမ့်သိမ့်ခဲ့ပြီးတော့120မမအမြောက်နှစ်လက်120မမလက်နဲ့ကြီးကြီး189.5ဆက်လက်တလက်60မမ3လက် RPG နှစ်လက်ငကြီးမီတလက်လက်နဲ့ငွေ36လက်နဲ့လက်ခဲအမြောက်များကိုသိသိရမိခဲ့တာဖြစ်ပါတယ် ကုန်တော့စီးစင်းရေးမှာအရေးပါလာတဲ့တိုင်းနာကြီးတိုင်းထိုင်းမြန်မာနေဆက်မြို့တစ်မြို့ဖြစ်ပြီးတော့ဂျန်ဖက်စစ်ခွစ်တက်ကအကောင်50ကျော်ထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတယ်လက်ရှိအချိန်မှာထိုင်းအာဏာပိုင်နဲ့ထွက်ပြေးနေတဲ့ဂျန်ဖက်စစ်ခွစ်တက်ကကောင်တွေကိုဖမ်းဆီးပြီးတော့လက်နက်တွေသိမ်းဆီးလိုက်ပါတယ်ထုံးစံအတိုင်းပဲပြေးနေကြပြီးတော့ရင်ထုံးစံအတိုင်းပဲပြန်ပို့ခံရမှာပြီးတော့ရင်တော့ထုံးစံအတိုင်းပဲ ပြည့်တဲ့အချိန်ကြီးဆက်ပြီးတော့တိုက်ရအောင်မှာဖြစ်ပါတယ်ဒါကတော့လက်ရှိကျောင်းပတ်စုကတည်းရဲ့မူပိုင်းမဟာဗျူဟာကြီးဖြစ်ပါတယ်ဟုတ်ပြီဒီတိုက်ပွဲမှာကျွန်တော်ဒီ BL ရဲ့ထောက်ပြကြညာချက်တွေမှာလည်းကျွန်တော်တို့တွေ့ရပါတယ်တကယ်ကိုအဲဝန်တာဂုံယူပါတယ်ကျွန်တော်တို့အားလုံးပေါ့နော်ဒီအချိန်ကကျွန်တော်တို့တွေ့အရေးကြီးနေတဲ့အချိန်ပြီးတော့ဒီအောင်မြင်မှုကအခုကလာတွေမှာတကယ်ကိုစိုးရင်နေရတဲ့အခြေအနေစိတ်ပူနေရတဲ့အခြေအနေပြီးတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့ အဲကျွန်တော်တို့တဘာလုံးမှာရှိတဲ့မိဘပြည်သူအားလုံးပေါ့နော်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့အချို့နေမြေလေးတွေမှာစိတ်ပူပန်နေတဲ့ကာလတွေမှာအခုဆိုးအောင်ဆိုတဲ့မျိုးကြီးနဲ့အောင်ပွဲတရင်ဟာကျောင်းမိသားစုဝင်တွေအတွက်ကတော့တကယ်ကိုအားစိတ်တစ်ခွက်ပိုက်ကျွေးလိုက်တာဖြစ်ပါတယ်ကျွန်တော်အများနဲ့ဖော်ပြနေကြကျွန်တော်တို့နှစ်ကုန်ကန်နီးဆိုရင်ကျွန်တော်မိသားစုဝင်တွေကို new year လက်ဆောင်မျိုးတွေပေးနေကြတော့ကျွန်တော်တို့ new year အတွက်ကြိုပွဲလက်ဆောင်ကြီးက ညို့ဆိုအောင်ဆိုတော့ကျွန်တော်မိသားစုဝင်နေတကယ်ကိုတန်ပြီးတော့ပြောလို့ရတယ်နော်ဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာကျမ်းပါစုကိုတက်ကနေပြီးတော့ဒါထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တူကိုပြန်လဲပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်စစ်တောင်းတွေထိုးပြီးတော့နေမီစုံမှုမှုတက်ပြန်လဲစ조사နေတဲ့ကာမှာပဲကျွန်တော်တို့ KNU KNTO နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအမှတ်တမဲ့လမ်းကြုံ မြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်အမတမဲမထင်မှတ်တာတွေအများကြီးရှိလာအောင်မှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုအစုံပိုင်းမှာနေပြည်တော်အထိတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အကြံဖက်စစ်ကိုတဲ့စကန်ကြောင်းကိုဖော်ပြမှာပါဒါကလည်းအမတမဲပါပဲသူတို့စကြောင်းတိုးနေတာသူတို့နေမြေတွေလူချင်းနေတာရောပေါ်ကလှုပ်ချင်နေတာဝိုးပြဟုတ်ပြီစိတ်မကောင်းဘူးအေဘာကြီးဒီတိုက်ပွဲဟာ ဒါမော်တော်မျိုးမှာရှိတယ်မျိုးမှာ yes scan တွေလူတွေ gate scan တွေပြီးတော့ energy go တွေပြီးတော့ lower gate တွေအကုန်လုံးကိုတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်တို့ဘက်ကစတောင်းထိုးနေရာကနေပြီးတော့တိုက်ပွဲကဒါမျိုးသိမ်းတိုက်ပွဲပုံစံပြောင်းသွားတာဖြစ်ပါတယ်အခုဆိုရင်မျိုးပုံဝင်ညတစ်ခုလုံးကိုကျွန်တော်တော်ရင်တက်ဖွဲ့ဝင်တွေကထိန်းချုပ်ထားပြီးပြည်သူတွေကတော့တရှိချိန်မှာစပေးရှောင်နေရတယ် ကျွန်တော် Java စကွတ်တက်ကောင်တွေကလည်းပဲပိတ်မိနေတဲ့ကောင်တွေရှိနေအောင်မလို့လဲကျွန်တော်တို့ဘက်ကတွဆထားပါတယ်ပုံနေတာပေါ့ဗျာသိတယ်မလားငမိုလေးကဒီကောင်တွေကအရက်အိုက်ချိန်ဆိုအရက်သားပုံစံပုံပြောင်းသွားပြီကြောက်မိသားစုံအာယူနီဖောင်းမရှိတော့ဘူးလက်နက်မရှိတော့ဘူးကျွန်တော်ကပြောနေအာကာတောင်းချင်းချောင်းပေါင်းပြီးတယ်ဒီကောင်တွေကတစ်ခါအရအာကာတောင်းချင်းချောင်းပေါင်းပြီးတော့မိုးတော့ဘူးအာပစိုးလေးနဲ့အာတောင်ရခုတ်လို့လို့ အာဘယ်မှာလို့လို့ညံ့ညာလို့နဲ့ဟိုရောရောဒီရောရောနဲ့အဲ့လိုအကွက်ဝင်ဖြောက်တဲ့ကောင်တွေလည်းအများကြီးရှိတယ်ဒေတာကနေနဲ့ရောနှော်ပြီးတော့တိုက်ပြီးဆိုတဲ့ကောကကပျောက်ရိုက်သွားတဲ့ကောင်တွေအများကြီးဆိုတော့ဒါကြောင့်လည်းပဲဟိုဘက်ကနေပြီးတော့သေစရင်ပြမယ်အတူတူပျောက်စင်းပြတာပိုကောင်းတယ်ဆိုပြီးတော့အပျောက်စင်းမဲ့ထားတော့တာတကယ်လည်းပျောက်နေကြတာတွေကကျွန်တော်တို့နေနေဒေတာတီးတီးမှအများကြီးကျောင်းမီတာဆိုရင်အချို့ကကျွန်တော်တို့ဒီပေါ့အဲအခုအချိန်ကြီးပေါ့နော် အရှင်ဆက်သူတို့ရဲ့ဒါတိုင်းတမတွေနဲ့ပြီးတော့ပါစာပြည်သူစစ်တွေပြီးတော့ပေါ်တာဆွဲထားတဲ့ကောင်တွေဘာတွေညာတွေနဲ့ဆိုတော့တကယ်ကိုအင်အားကတော့ရှီကောင်းရှိပါလိမ့်မယ်။ဒါ့ပေမဲ့သူတို့ကတိုက်ရိုက်ခိုက်ရည်နဲ့တကယ်ကိုဒီပေါ့ဒီစိတ်တက်ခြင်းကွာတဲ့အခါမှာကျွန်တော်တို့တိုက်ပြီဆိုတာနဲ့အခုလိုပဲထုံးစံအတိုင်းပြီးပါတယ်ဆိုတော့အခုကတော့ထူးကြတာတွေကတော့ရသပြည်သူနဲ့ရောနှောပြီးတော့ပြေးနေတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတာဖြစ်ပါတယ်အခု ကျွန်တော်ထိုင်းမှာနေဆက်မှာရှိတဲ့မောတောင်မြို့ပေါ့နော်အိုက်တိုက်ပွဲအတွင်းထဲမှာကျွန်တော်ပြည်သူ3000နီးပါးစပေးရှောင်ဒါနေရတယ်ပြီးတော့အဲဒီစပေးရှောင်ဆိုရဲဒီစကလုံးရဲ့အနောက်မှာပဲစာနယ်ဧကာတွေပြီးတော့ရတူးတူအခုပြောင်းလဲပေါ့နော်အေးမိုးအေးလာတဲ့အခြေအနေတွေပြီးတော့ဒါစေဝါနဲ့မိုးကတွေလိုအပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရရှိထားရတယ်အဲဒီစပေးရှောင်တွေထဲမှာကျွန်တော်တို့မြို့ရဲအတူတွေအများဆုံးပါနေတဲ့ခါကျတော့ clean တွေရောအမျိုးသမီးတွေရောကိုင်ဆောင်တွေရောပါတော့ဗျာအဖိုးဖွားတွေလည်းပါပါတယ်ဒါလေးကိုကျွန်မမိသားစုအနေကိုတဆက်တဲ့ ဖော်ပြခြင်းပါတယ်အဲ့ဒါနေပြီးတော့ကျွန်တော်ထိုင်းနိုင်ငံအတွင်းထဲကိုပေါ့နော်ဒါစပေးရှောင်းတွေကလည်းသွားပြီးတော့ရှောင်းနေရတယ်အကြမ်းဖက်စစ်ခိုးတက်ကောက်ကောင်တွေကထိုင်းတဲ့ကိုလက်နက်နဲ့အတူဝင်ပြေးတယ်ဆိုတော့လည်းနဲ့ပြန်အကုန်သိမ်းပြီးတော့ဒီကောင်တွေကလည်းပဲပြန်ပုတ်ခံရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ကြောက်ရင်မိသားစုဝင်ဒါကတော့မနေ့အစောချင်း၃နာရီလောက်ထဲကထပြေးတဲ့မင်းအောင်လှန်ရဲ့ သားသမီးတွေအကြောင်းဖြစ်ပါတယ်။နောက်ထပ်ပြေးရတဲ့အကြောင်းကျွန်တော်ရဲ့မိသားစုဝင်ကြားကျင်လာဗျာ။နောက်ထပ်ပြေးရတာကတော့တနင်္လာရီတိုင်းမှာမဟုတ်ဘူး။တနင်္လာရီမြို့မှာမဟုတ်ဘူး။နေပြည်တော်မှာဖြစ်ပါတယ်ဗျာ။နေပြည်တော်မှာပြေးတာကလည်းပဲရန်သိမ့်မြန်လုံးအားကြည့်တယ်တကယ်အမခံ။ကျွန်တော်တို့ဒီမာရသွန်ပြီးခုံပြပြိုင်ပွဲတွေမှာအမှန်တကယ်တော့ကျွန်တော်ရဲ့မိသားစုဝင် လက်ရှိအကျံဖက်စစ်ကွေးတက်မင်းအောင်လှိုင်အောက်ကသူ့ရဲ့တပည့်တွေကိုလွတ်ကာမှာလုံးဝဗျာရွှေစိတ်ဆိုတာတေးကြတယ်ပြေးတာမှာမြန်မှမြန်အခုနေပြည်တော်မှာရှိတဲ့ဩရတီရီမျိုးနယ်မှာအကျံဖက်စစ်ကွေးတက်စကန်ကိုကျွန်တော်တို့ PLA ကဝင်းအောင်တက်ခတ်သိမ့်ပိုက်လိုက်တဲ့အချိန်မှာတနက်တောင်ဖောက်ဆရာမလိုဘူးပြေးတာတကောင်းမှမကြံဘူးကျွန်တော်မိသားစုအံ့ဩတယ်ကျွန်တော်စုံစမ်းလိုက်တော့ ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေရောက်လာပြီဆိုတော့သတင်းကြားလို့ဟာရှက်ပါတယ်ရှက်ဖို့ကောင်းလိုက်တာကျွန်တော်ရဲ့မိသားစုဝင်တွေရာတကယ်စဉ်းကြည့်ပြမှာအဲ့လိုကြီးဘလောက်တော်မှာအဟိုးကောင်းလဲဗျာကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေလာတယ်ဆိုတော့သတင်းကြားတာနဲ့တန်းကြီးတာကျွန်တော်တန်းမဖောက်လိုက်ရဘူးနေပြည်တော်ဥဒ္ဒတိတိမြို့မှာရှိတဲ့ကျမ်းဖက်စခွေးတက်နေပြည်တော်မှာ ဟာမိကုတ်တွေအများကြီးမေးကြတာကိုရှန့်နေပြီးတော့မှချတယ်နေပြီးတော့စကန်တွေတိတ်ပြီးဆိုတော့နေပြီးတော့ရောက်နေပြီလားနေငကိုတွေကကျွန်တော်တို့ကနေပြီးတော့မှလည်းရှိနေတာပဲရန်ကုန်မှာလည်းရှိနေတာပဲမန္တလေးမှာလည်းကျွန်တော်တို့ရှိနေတာပဲဆိုတော့အချိန်တစ်ခုပဲကျွန်တော်မိသားစုကနေစောင့်ဖို့ပဲလိုတာပါကျွန်တော်တို့ကနေရာတိုင်းမှာရှိနေပြီးသားဟိုကောင်လေးကအခုချိန်မှာခွေးပြေးဖို့ပြီးနေရတာဟိုလိုလိုဒီလိုလိုနဲ့ကျွန်တော်ပြောပြတာအခုဆိုရင်ရသားပြည်သူတွေရောနေပြီ ကျွန်တော်စစ်စင်ရေးကြီးနေတယ်ကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်တဲ့အချိန်တွေမှာအကျန်ဘက်စခွတ်တော်မှာယသပြည်သူနဲ့ရောပြီးတော့ပြေးနေတာဟာပြည်သူစစ်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်ဗျာဒလန်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်ပါလေပြူဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်လူမိုက်ဆိုတဲ့ကောင်တွေပဲဖြစ်ဖြစ်တကောင်တွေအကုန်လုံးပြည်သူနဲ့ရောရမှာသူတို့မသိတော့ဘူးသူတို့တမန်အမိုက်ကောက်သလိုလိုရေတံဘူးပို့သလိုလိုငားများနေတဲ့ကောင်တွေလိုလိုတမန်လားလမ်းဘေးတောင်းစားနေတဲ့ကောင်တွေလိုလိုဘာလိုလိုညာလိုလိုနဲ့ဒီကောင်တွေကထဖြစ်မှာ ကွန်အဆိုင်လေးစထထတဲပြီးတော့အကွန်အဆိုင်လေးဒါမှမဟုတ်ကွန်အဆိုင်နဲ့ဝင်ပြီးတော့ကွန်အရောင်းနဲ့ဝင်တယ်လို့လို့ဘာလို့လို့အဲ့ကောင်ကြီးလှုပ်မှာအဲ့ဒီအဲ့ကောင်ကြီးအကွက်ကကျွန်တော်တို့ကသိပြီးသားအခုအကွာအဆင့်နံပါတ်ဘလော့ပါဆိုရဲမာလာတက်အောက်မှာဒါ official တာဝန်ထမ်းဆောင်နေတဲ့ကုမ္ပဏီတော်မှကျွန်တော်တို့ ਨੇ တွေ့တဲ့ခကြံဘလို့ပြေးရလဲဘလို့ပုံးရလဲဆိုတာကိုကျွန်တော်တို့အများကြီးတွေ့မြင်ခဲ့ပြီးသားကျွန်တော်တို့မှာအတွေ့အကြုံအများကြီးရှိပြီးသားဟုတ်ပြီကျွန်တော်ရင်ပြီးသားသူမင်းလေး နေပြီးတော့ဘလို့တက်တက်ခက်တက်ပိမ့်ပိုက်လိုက်တာလဲဘလို့စီးနင်းလိုက်တာလဲကျွန်တော်တို့တူလေးလာကြည့်အောင်ပါအကျမ်းဘက်စခွတ်တက်အခြေစိုက်ထားတဲ့နေပြီးတော့ဩဒသီရီမြို့နယ်မှာရှိတဲ့စစ်ကန်တစ်ခုကို PLA ကဝင်အောင်စီးနင်းပြီးတော့နေပြီးတော့ဝင်းကျင်ထိ PLA လေးရောက်ရှိနေရာယူထားပြီးဖြစ်တဲ့အကြောင်းပြည်သူလွတ်မြောက်ရေးတက်မလို့ PLA အတင်းเยมูเยบอนีนีจอก็ပြောဆိုလိုက်ပါတယ်ခဲတယ်เนาะကျွန်တော်တို့เยဘော်တွေอ่ะပေါ်ကြီးနေဖြဲတာ တကယ်ကြီးဝင်ကြုံပြီးတော့မှကျွန်တော်တို့ကပြောတာကျွန်တော်ရင်မိသားစုဝင်နေပြလေတော့လေကဲကိုဂုံယူမိပါတယ်အဲ့ဒီစကမ်မှာအချမ်းဖက်စခွေးတက်တရားစစ်ချောင်းတုံချောင်းထွက်နေကြတာအဲ့တော့ဒီအချိန်လေးကိုအခွင့်အရေးယူနိုင်ခဲ့တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ဘလောက်တော့လဲဆိုရင်ဒါပြက်ကက်ခုခံခြင်းမရှိဘဲနဲ့စကန်ဆော့ခွာခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတာပါ ဒါကြောင့်ကျွန်တော်ပြောတဲ့အချက်ကတော့ကွဲပါပြီလို့ဟုတ်ပြီတော်လိုက်တဲ့အချိန်မှာသူတို့တွေတရင်ချထားပြီးပြီတရင်ချထားတယ်ကျွန်တော်တို့တော်လိုက်တပည့်ဝင်တွေလာမယ်ပေါ့ဗျာဆိုတော့အဲ့ထဲမှာလည်းကျွန်တော်တို့လူတွေပါလိမ့်မယ်အဲ့တော့အေးအောင်နေရကျွန်တော်ဥမာတစ်ခုပြပြမယ်ဗျာအဲဒီကျွန်တော်လဲဆိုရှယ်ပေါ်မှာတွေ့တာပါနော်ဆိုတော့ဘန်တစ်ခုကိုဓမြဘန်ဓမြတွေကဝင်တိုက်တယ် ဲ့တော့ဗန္ဓမြခေါင်းဆောင်ဆိုတဲ့ဒါခံမှန်းလို့ရတဲ့သူကနေပြီးတော့မင်းတို့အကုန်လုံးမလှုပ်နဲ့ဒီဘန်ထဲမှာရှိတဲ့ပတ်စံကအစိုးရပိုင်ပတ်စံဖြစ်တယ်မင်းတို့အသက်ကမင်းတို့မင်းတို့ကိုယ်အသက်ကိုကာဝယ်ကိုယ်အသက်ကိုငဲ့ဒီပတ်စံကမင်းတို့ပတ်စံမဟုတ်ဘူးအစိုးရပတ်စံဖြစ်တယ်ငါတို့ကအစိုးရပတ်စံကိုလာပြီးတော့ညများလာတိုက်တာဆိုတော့အကုန်လုံးကမလှုပ်ဘူးတဲ့တမန်တော်ဝင့်နေယူနေယူတော့ပါ ဘယ်ကျန်ကထားပြီးတော့လမန်းလုံးတာတော့ဘာလို့ညာတော့မရှိဘူးဗောနော်ဒါဗာဓမြရတဲ့ဒါညံကွန်မြူသွားတဲ့အဲစကလုံးလိုပဲကျွန်တော်တို့ယူစတာဗောနော်အဲ့ဒီအသာသူအောင်မြင်ဓမြတိုက်နိုင်သွားတယ်လို့တော့ကျွန်တော်ကြားခဲ့ရတယ်ဗောနော်ဟုတ်ပြီခုလဲလို့ပုံစံမျိုးပဲဟာရောင်ရေးဟိုမာငါတို့ငါတို့ကျုံမှုတဲ့ဒီကောက်ဝဲတက်ဖွဲ့ဝင်တွေဝင်တိုက်နေပြီငါတို့ငါတို့တကုံကျုံတော့မှာအဲ့တော့ငါတို့ပြေးကြမယ်ဒီစကန်ငါစကန်လဲမဟုတ်ဘူး ဒီစကန်သိမ့်ခံရတာငါတို့အသိမ့်ခံရတာမဟုတ်ဘူးငါတို့အသက်ရှင်အောင်တော့ငါတို့ဘလို့ပဲပြောပြောกว่าခွေးပြိုးပြေးပြေးလို့ပဲပြောရင်လည်းကတော့ခံပါပဲခွေးတို့ဘကပြေးတယ်လို့ပြောရင်လည်းခံပါပဲဘလို့ပဲပြောငါတို့ကတော့ခံပါပဲငကူငကောလည်းခံနေကြတယ်ပဲဆိုတော့ပြေးတာပြေးမယ်กว่าစကန်သိမ့်ခံရမင်းအွန်လိုင်းစကန်လို့ပဲခေါင်းလေးတက်တာပဲဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ကတော့ထင်မိပါတယ်ဗျ နူပါ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥဒ္ဒတိမြို့နယ်တကုံးမြို့နယ်ဂျားမှာရှိတယ်။တကယ်ကိုအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဆုံးမှုရဲ့နေရာပြားတကယ်အချက်ချာကြတဲ့နေရာဂျားထဲမှာရှိတယ်။အခြေပြုလုံခြုံရေးစခန်းကိုကျွန်တော်ပြည်သူလူမျိုးရေးတက်မတော် PLA ကဝင်ရောက်စီးနင်းခဲ့တယ်။အဲ့ဒီမှာရှိတယ်အကြမ်းဖက်စစ်ခွေးတိုက်က PLA ဝင်ရောက်စီးနင်းချိန်မှာစခန်းစော့ကထပေးသွားကြောင်း PLA ကျွန်တော်တို့စကန်ကိုကျွန်တော်ကင်းမြော့စင်တွေကျွန်ဘန်ဂါတွေကိုကြော်ဖြတ်ပြီးတော့စကန်အတွင်းဝင်ရောက်ခဲ့ကြောင်းနဲ့အဲ့ဒီစကန်တစ်ခုလုံးကိုရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ကြောင်းနဲ့အဲ့ဒီစကန်ဆိုရင်ကျွန်တော်ဖက်စစ်ခွတ်တက်ကကောင်းနေနှစ်နှစ်ကြော်ကြာတဆွဲထားတဲ့စကန်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ကျွန်တော်ကျွန်ဖက်စစ်ခွတ်တက်ရမဲသိမ်းမြို့မှာစကြောင်းတစ်ကြောင်းနေပြည်တော်တက်နယ်မြေမှာအမြန်လန်းပေါ်မှာစတောင်းတကြောင်အခြေပြုတ်တက်စကန်နှစ်ခုမှာစတောင်းတကြောင် စကြောင်းသုံးကြောင်းနဲ့ကျွန်တော်တို့နေမီဆိုးမိုးရေးတွေလုပ်နေတဲ့အချိန်မှာအဲ့ဒီစကြောင်းတွေရဲ့ဂျမ်ဖက်စစ်ခွေးတက်အခြေပြုတက်စကန်ကို PLA ကနောက်ကျောင်းကနေဝင်ပိုင်းလိုက်တာဖြစ်ပါတယ်။ဟုတ်တယ်။အရှိ့အရှိ့လောင်းနေတာဘောမှလညိုးထိုးပြီးတော့အပေါ်ကအပေါ်ကောင်တွေကလည်းညှို့နေတာဟုတ်အာမရဘူးမင်းတို့အဲ့နေရာနေနေမီဆိုးမိုးလို့ရောက်အဲ့ဘလို့ဘလို့ပါညာဆိုတော့လညိုးတော်မှပြန်မကြုတ်ကသေးဘူး။အနောက်ကိုဝင်ပိုင်းလိုက်တာဖြစ်ပါတယ်။ ဆိုတော့နောက်ဘက်ကောင်တွေကလည်းအချိန်မှကျွန်တော်ပြောသလိုပါဗလားဟာငါတို့ကတော့အသေးမခံနိုင်ဘူးအခွေရစကန်သိမ့်ခံရရင်မာလာရစကန်ပဲသိမ့်ခံရလို့ပဲနာမည်တက်ကြတာငါတို့ပြေးမယ်กว่าဆိုပြီးတော့ပဲသူတို့တွေလင်းမြန်စွာပြေးခဲ့ကြတာဖြစ်ပါတယ်ဥပပါတယ်ကျွန်တော်တို့မာရသွန်ကမ္ဘာချန်ပီယံဟာတကယ်တမ်းကျတော့မာအားလှနဲ့အဖွဲပဲရသင့်တာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါဒေအမှုရဲပေါ်နေနေကြော်ရဲ့ဒါ ဖော်ပြချက်မှာဆိုရင်ကျွန်တော်တို့ပေါ့နော်အာ PLA ရဲဘော်တွေကြီးပဲကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်စီးနှင်းနိုင်ခဲ့တာဖြစ်ပါတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်လက်ရှိအချိန်မှာစက်တက်စကန်နှစ်ခုကျွန်တော်တို့ဒါရန်နာမြေအခြေပြုလုံခြုံရေးတက်စကန်ကျွန်တော်အနီးကပ်ရွာနှရွာမှာလည်းပဲစစ်ကြောင်းထိုင်နေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ဒီတိုက်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါတကယ်ကိုထူးခြားတဲ့ပျောက်ကြားနီးစနစ်ကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုခဲ့တယ်လို့ကျွန်တော်က ုံသက်ချင်ပါတယ်ဒါဟာကျွန်တော်တို့ပျောက်ကြားစနစ်ရဲ့အာတာချက်တစ်ခုလည်းဖြစ်ပါတယ်နေပြီးတော့အထိကျွန်တော်တို့ဝင်ရောက်ပြတ်နှက်ဆိုးမိုးထိန်းချုပ်အကြမ်းဖက်စစ်ခွေးတက်ကိုမီးဖို့နေပြီးဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့မိသားစုမျိုးကိုအာရပွဲနောက်ထပ်သတင်းတစ်ခုထပ်မံဖော်ပြခဲ့တာဖြစ်တယ်ကျေးဇူးတင်ပါတယ်ဒီကနေ့ကလေကျွန်တော်ဒီ တနင်္လာညမှာရှိတယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေနဲ့ရှင်ရင်းဆွဲကျွန်တော် KNU KNL KNTO ပေါ့နော်ဒီတပ်ဖွဲ့တွေအကုန်လုံးပူးပေါင်းပြီးတော့ဒီတိုက်ပွဲကိုဒီမြို့ပေါ့နော်မောတောင်မြို့ကိုကျွန်တော်တို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ so out so ပြောနိုင်တဲ့အခြေအနေအထိကိုဒါအောင်မြင်မှုဟာတကယ်ကိုအခုကာလမှာတကယ်ကိုလိုအပ်နေတဲ့ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးနဲ့ ချို့သောတပွဲဝင်တွေချို့သောရဲဘော်လူငယ်တွေတွေအားစေတစ်ခွက်ဖြစ်ပါကြောင်းပြောကြရင်လည်းဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေကျွန်တော်ရဲ့ Telegram အဆင်မပြေသေးလို့ပြရုပ်သက်ဗီဒီယိုမှတ်တမ်းတွေဖော်ပြမှုအားနေတာရှိနေပါတယ်ကျွန်တော်မိသားစုနေကျွန်တော်ကိုနားလည်ခွင့်လုပ်ပေးမယ်လို့မျှော်လင့်ပါတယ်လနဘေးစပီကဘေးကြောင့်လေကျွန်တော်နိုင်ငံတိမ်မှရှိတယ်မိသားစုဝင်တဦးချင်းနဲ့ဘေးနဲ့ကင်းရှင်းပါတဲ့အောင်လေးလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲဘော်ရှက်လိပါဗျာ